ကဲတီအန်လီပလောင်မျိုးတို့ရဲ့ကျုပ် MC တားကိုခမရတို့ထိုင်ရှိခိုးလိုက်တော့ထိုင်ရှိခိုးလိုက်တော့ဒီလိုမျိုးတွေဖြစ်လာမယ်ဆိုတာ MC တတလွန်ခဲ့တဲ့2လ3လလောက်ကနေဂျိုဟောထားပြီးသားပဲခမရတို့ရဲ့အဆောက်ကျင့်ကိုတည်လို့အခုကြတော့ဆောက်ချက်ကိုကွဲတာမှမပြောနဲ့ဝော့ဝော့ကွဲကွဲနေတာမလားပလောင်မျိုးတို့ရဲ့အဲ့ဒီတော့ကပြောတဲ့ခါကျတော့မင်းတို့ကလူမျိုးရင်းနေကွာလာတိုက်ခိုက်ကြတာနော်ကျုပ် MC တတ ကီယနာလေးကိုပဲပြောတယ်ဘလောင်မျိုးတခုမှမပြောဒါပေမဲ့မင်းတို့ကလူမျိုးရေးပုံစံမျိုးနဲ့လာမိုင်းတိုက်ကြတယ်လာတိုက်ကြတယ်လိုက်တိုက်ခိုက်တာအခုတော့ခမားတို့ရဲ့လုပ်ရက်ကပေါ်လာပါပြီကဲမဟုတ်မလဲမင်းတို့မရှက်ဘူးလားတတော်ညက်နဲ့တီရန်လေးတတော်စီကမရှိတဲ့တီရန်လေးပလောင်လေးမင်းတို့တိဘုတ်လို့တယ်မရှက်ဘူးလားမင်းတို့ဒီစကားစားတွန်းလာနေဆို ်မင်းတို့အောင်မြင်တော့ကြတော့ကိုယ့်ရဲ့အောင်မြင်မှုကိုမထိန်သိမ်းနိုင်ဘဲနဲ့ငါအောင်မြင်ဒီဟိတ်ကိုကိုကိုအောက်ကြီးမှတ်ပြီးတော့ KNU စော်ကားချင်တာစော်ကား PDF ကိုနှိမ့်ဆက်ချင်တာနှိမ့်ဆက်အခုကြတော့ဘာဖြစ်လဲမင်းတို့ပင်ပင်မမနဲ့တင်းထားတဲ့မြုပ်များအလွဲတကူနဲ့တခုပစ်တခုပေးလိုက်ရတာစောင့်မှတ်ကိုမရှိတာရှင်းလားအခုじゃနောက်ဆုံးကြတာမင်းတို့ကိုပူပေါင်းမဲ့လူကမရှိတဲ့ခါကျမင်းတို့ဘာလုပ်လိုက်လဲဆိုတော့ စကစနဲ့အတိတ်ခက်ရက်စဲရဲ့သဘောတူမြင်စာချုပ်ဆိုပြီးတော့လောက်လာတယ်။အမတာမအောက်တန်းကြတဲ့စိတ်ဓာတ်ဒီတော်တော်ရှက်ဖို့ကောင်းတဲ့အဖွဲ့အစည်းဒီမင်းတို့ဒီ PDF ဘာမှမရှိတဲ့ PDF တောင်မှ စိတ်ဓာတ်တစ်ခုနဲ့ရက်တည်ပြီးတော့ဟာလားအကျမ်းဖက်အကျမ်းဖက်ပဲတိုက်ဖို့တိုက်ရမယ်နိုင်တဲ့ထိတိုက်ဖို့တိုက်ရမယ်ဆိုရဲစိတ်နဲ့တက်လာတာတို့ဒီတိုက်ပွဲဝင်တာ မင်းတို့တည်ရတယ်လေမကြောက်ကြီးအဲ့တော့ကြောင်းမဲတို့စရဖြစ်ပေါ်တီဘောတို့တစ်ခုပြီးတစ်ခုပေးလိုက်ရတယ်ပေးလိုက်ရတဲ့ပေါ်မှာနောက်ဆုံးမှာမိုးကုတ်နဲ့နောက်တစ်ခုကြံသေးတယ်အခုလည်းပေးဖို့ကြံနေတယ်တည်ရနေကဒါပေးတော့မှာဒါပေမဲ့လို့ကြားမှာအမှရှိတဲ့ PDF ကဒါဟုတ်ငါတို့ PDF အနေနဲ့လုံးဝမပေးဘူးခုခံတိုက်ခိုက်သွားမယ်ဆိုတော့စကလုံးကအင်မတန်မှသဘောကျတယ် အီရန်လေအဲ့မှာလဲသေးလို့ရတယ်။ထိုနည်းသူပဲလမ်းကြောင်းလုံးပြောပြစီ MNDA လည်းတူပဲပြီးသူတက်ဖြတ်တဲ့ကောင်းလေးနော်ကျွန်တော်နောက်ရမှာပြောမယ်။အဲ့တော့အမမောကုတ်ဆိုတာကပရမညာရိအမတန်မှများပြားထွက်တဲ့နေရာဆိုတော့ဖြီတဲ့အမရှိတဲ့ဖြီတဲ့ပြည်ကအမြန်ဆုံးသွားပြီးတော့လက်နကင်ဒီအဖွဲ့စည်းကြီးဒီ KIA တို့ NGO တို့မန္တလေးဖြီတဲ့တို့အမြန်ဆုံးပူးပေါင်းပြီးတော့အဲ့ဒီမြို့ကိုကာကွယ်ထိန်းသိမ်း အမှန်ရှိတဲ့ကြောက်ပရမညာတွေကိုထင်ကြောင်းကြကိုကိုအတွက်ပဲဒါတွေကနော်စကားစားလက်ထဲကလုံးဝမပါမိစေနဲ့ဒါလေးကိုမှစကားနဲ့မှားခြင်းပါတယ်အားလုံးချမ်းမှချမ်းသာကြပါစေကွာမင်းအောင်လိုက်တုံးလာနေတဲ့ဖွေးစီဖွေးစီတိုင်းတိုက်ပွဲတိုင်းမှာဘေကင်းအန်ရယ်ကင်းပြီးတော့အောင်ပွဲအမြဲတမ်းရရှိပါစေလို့ကျောက် MC သားမအားလုံးအတွက်ဆုမွန်ကောင်းတောင်း